ရေဒီယိုညူဂျီတော်တာရှင်များမင်္ဂလာပါခင်ဗျာခုချင်းအစားပြီး2025ခုနှစ်အော်တိုဘားလ17ရက်နေ့ညပိုင်းမှာတင်ပြပေးမယ်ရေဒီယိုအန်ယူဂျီရဲ့စီးရီးသတင်းများကိုကျွန်တော်ရန်နိုင်ကဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာပထမဆုံးတင်ဆက်ပေးမယ့်စီးရီးသတင်းကတော့ဝက်လက်မြွနဲ့နောက်ချမ်းကိုစစ်တပ်ကဂျာရိုကော်ပတာ30နဲ့အချိန်ချင်းဘုံကျဲနေတာကြောင့်ဒေသနေပြည်သူတွေတင်းရှောင်နေရတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်စကိုင်းတိုင်းဝက်လက်မြွနဲ့နောက်ချမ်းကိုအချမ်းဘတ်စစ်တပ်ကဂျာရိုကော်ပတာ30နဲ့ဘုံကျဲတိုက်ခိုက်နေတဲ့အတွက် ဒေသနေပြည်သူတွေဘေးလွတ်ရာကိုထွက်ပြေးတင်းရှောင်နေရတယ်လို့ဒေသသတင်းရင်းမြစ်တွေကပြောပါတယ်။ဒီကနေ့အော်တိုဝါလာ73ရဲ့မနက်7:00နာရီကစပြီးအကြမ်းဖက်စစ်တပ်ကဝက်လက်မြွနဲ့ရွာသားကြီးရွာနီးတိုက်ကိုဂျာရိုကော်ပတာ3စင်းနဲ့ဘုံကျဲတိုက်ခိုက်နေတာလို့ဆိုပါတယ်။အကြမ်းဖက်စစ်တပ်ရဲ့ဘုံကျဲတိုက်ခိုက်မှုတွေကြောင့်ရွာသားကြီးရွာကဒေသနေပြည်သူတွေပါဝင်အနီးအနားမှာရှိတဲ့ကျေးရွာတွေကပြည်သူတွေပါဘေးလွတ်ရာကိုတင်းရှောင်နေရတဲ့အတွက်ထိခိုက်မှုရှိမှရှိအတိမပြုနိုင်သေးဘူးလို့ဒေသသတင်းရင်းမြစ်တွေကပြောပါတယ်။ ဝက်လက်မြွနဲ့နောက်ကျန်းတနေရာကိုမုံရနမခကနေတက်လာတယ်။ဂျိုင်ရိုကော်ပိုရိတ်30နဲ့ဒီကနေ့မနက်9:48မိနစ်မှာလေချောင်းတက်ခတ်မှု၄ချိန်ပြုလုပ်ခဲ့တယ်လို့နေ့လယ်12:26မိနစ်မှာလေချောင်းတက်ခတ်မှု၄ချိန်ထပ်မံပြုလုပ်ခဲ့တယ်လို့ဒေတာတွင်းသတင်းတွေကိုဖော်ပြနေတဲ့ Wallet Information Network ကထုတ်ပြန်ထားပါတယ်ခင်ဗျာ။ဆက်လက်ပြီးတော့တော်လိုင်းအင်အားစုတွေလက်တွေ့ကြကြပူးပေါင်းဆောင်ရွက်ဖို့အချိန်တန်ပြီလို့သတိ PDF ပြောကြားတဲ့သတင်းကိုလည်းတင်ဆက်ပေးပါမယ်။ လက်ရှိချိန်ဟာတော်လိုင်းအင်အားစုတွေအတွက်အရေးကြီးတဲ့အချိန်ကာလဖြစ်တာကြောင့်လက်တွေ့ကြတဲ့အလုပ်တွေကိုစီလုံးညီညွတ်စွာနဲ့ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်ရမယ့်အချိန်လို့စကိုင်း PDF ကထုတ်ပြန်ပြောဆိုထားပါတယ်။အချမ်းပတ်စစ်ကော်မရှင်ဟာမကြာခင်ကာလမှာအထူးရောင်ရွေးကောက်ပွဲကျင်းပတော်မှာဖြစ်တဲ့အတွက်သူတို့ဆုံးရှုံးထားတဲ့နေမျိုးတွေကိုပြန်လည်သိမ်းပိုင်နိုင်ဖို့ပြင်းထန်တဲ့ထိုးစစ်တွေနဲ့ကြိုးပမ်းလာတာတွေ့ရတယ်လို့လည်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။အချမ်းပတ်စစ်အုပ်စုဟာ ရွေးကောက်ပွဲနီးလာတာနဲ့အမျှရဲသားပြည်သူလူထုနေထိုင်ရာနေရာတွေကိုနေ့စဉ်လေကြောင်းကနေတိုက်ခိုက်နေတာကြောင့်ပြည်သူလူထုအနေနဲ့စစ်ရေးသတိနဲ့အထူးဂရုစိုက်နေထိုင်ကြဖို့ကိုလည်းစကိုင်း PDF ကအသိပေးတိုက်တွန်းထားပါတယ်။လက်ရှိချိန်ဟာတော်လိုင်းအင်အားစုတွေအားလုံးအတွက်အရေးကြီးတဲ့အချိန်ကာလဖြစ်တယ်လို့စကိုင်း PDF ကမှတ်ယူထားတဲ့အတွက်တော်လိုင်းအင်အားစုတွေအနေနဲ့လက်တွေ့ကြတဲ့လှုပ်တွေကိုစီလုံးညညွတ်စွာနဲ့ပူးပေါင်းအကောင့်ထည့်ဖို့ဖို့စကိုင်း PDF ကတိုက်တွန်းပြောဆိုလိုက်တာဖြစ်ပါတယ်ခင်ဗျာ။အခုတကား ပေါက်ခေါင်းမှာဘော်ရာအထိုင်စခန်းကနေပြန်လာတဲ့စစ်သားတွေနဲ့စစ်တပ်စစ်ကြောင်းတွေကိုမိုင်းဆွဲတိုက်ခိုက်မှုမှာစစ်တပ်ဘက်ကထိခိုက်ဒဏ်ရာရရှိသူများပြားပြီးခဲရန်အချို့တင်းစီရရှိတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဘကိုးတိုင်းပေါက်ခေါင်းမြို့နယ်တဲကဘော်ရာအထိုင်စခန်းကနေအချင်းပြောင်းပြုတ်လုပြီးပြန်လာတဲ့စစ်သားတွေနဲ့စစ်တပ်စစ်ကြောင်းတွေကိုမိုင်းဆွဲတိုက်ခိုက်မှုတွေမှာစစ်တပ်ဘက်ကထိခိုက်ဒဏ်ရာသူများပြားပြီးခဲရန်အချို့တင်းစီရရှိခဲ့တယ်လို့ပြည်ခရိုင်တရင်363ရက်ကဒီကနေ့အော်တိုဘာလ23ရက်မှာထုတ်ပြန်လာပါတယ်။ ပေါကောင်းမျိုးနဲ့ပေါ်ရာထိုင်းစကန်ကနေအချင်းပြောင်းလုပ်ပြီးပြန်လာတဲ့အင်အား44ဦးပါစစ်ကြောင်းကိုဗကောတိုင်းဗျူဟာ27ကုတ်ကဲမှုအောက်မှာရှိတဲ့ပြေခိုင်တရင်အမှတ်2 363တရင်တက်ခွဲ3ကရဲဘော်များတောင်းလဲကြီးရွာနီးကခွေးပင်ကုန်းနေရာမှာအော်တိုဘလ17ရက်နေ့ည7နာရီကမှမိုင်းဆွဲတိုက်ခတ်ခဲ့တယ်လို့ဆိုပါတယ်ဒီတက်ခတ်မှုမှာဂျမ်ဘတ်စစ်တပ်ဘက်ကထိခိုက်ဒဏ်ရာရရှိသူများပြားပြီးဒဏ်ရာရစစ်သားများတာကြောင့်ထန်းစင်တွေနဲ့တဲထုတ်သွားရတယ်လို့အသိပေးပါတယ်မိုင်းဆွဲတိုက်ခတ်ပြီးနောက်တည့်ရက်အော်တိုဘလ12ရက်နေ့မနက်ပိုင်းမှာ တော်လိုင်းရဲဘော်တွေနေမြေရှင်းလင်းရေးလုပ်ခဲ့ရမှာတော့စစ်တုံးကြောပွေတလုံး MG ပေါက်တစ်ခု B100 ဘုံဒီတလုံး 5.56G အတောင့်80ပါဝါဘန်တလုံးကိုတင်းစီရရှိခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ Viewer 27ကိုကဲမှုအောက်မှာရှိတဲ့ PKI တရင်အမှတ်23632တရင်တက်ခွဲ3တက်ခွဲ4နဲ့ရွှေတော်ပကဖတို့ဟာအော်တိုဘားလ4ရက်နေ့မနက်ပိုင်းတုန်းကလည်း ပေါကောင်းမြို့နယ်တောင်လဲကျေးရွာထိုင်းစကန်ကအင်အား90ခန့်ပါတဲ့စစ်တပ်ခြေလင်းစစ်ကြောင်းကိုအုတ်ဖို့ကျေးရွာနီးမှာမိုင်းဆွဲတိုက်ခတ်ခဲ့တာရှိခဲ့ပြီးစစ်တပ်ဘက်ကထိခိုက်မှုရှိခဲ့ပေမဲ့အရေးထွက်ကိုတော့အတိမပြုနိုင်သေးဘူးလို့လည်းထပ်မံအသိပေးထားပါတယ်။ဒါပြင်အော်တိုဘားလာရှိရနေကလည်းပေါကောင်းမြို့နယ်ချင်းလဲကိတ်ကနေကင်းမုတ်ဝုတ်ဖို့ထွက်လာတဲ့အင်အား20ခန့်မှာစစ်ကြောင်းနဲ့မြို့ဝ21ကုကံမှုအောက်မှာရှိတဲ့ပြေခရန်တရင်အမှတ်နဲ့363နှစ်တရင်တက်ခွဲသုံးရွှေတော်ပကဖရဲဘော်တွေထိတွေ့တိုက်ပွဲဖြစ်ခဲ့တာရှိတယ်လို့သိရပါဗျ။ ဘဂိုးတိုင်းကပေါခေါမြို့နယ်မှာစစ်သားတွေနဲ့ထိတွေ့တိုက်ပွဲတွေဇက်လိုက်ဖြစ်နေပေမဲ့ပြည်သူကာကွယ်ရေးဘော်တွေထိခိုက်မှုမရှိဘူးလို့လည်းသိရှိရပါတယ်ခင်ဗျာအခုနောက်ဆုံးတင်ဆက်ပေးမယ့်စစ်ရေးသတင်းကတော့စက်တက်လီဒီပရာမော်တာနဲ့ဘုံကျဲတိုက်ခတ်ခံရမှုတွေကိုကာကွယ်နိုင်မဲ့နီလန်းတွေတာဝရီခဲအမှတ်3တက်ရင်မျှဝေတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်စက်တက်လီဒီပရာမော်တာအသုံးပြုဘုံကျဲတက်ခတ်ခံရမှုတွေကိုကာကွယ်နိုင်မဲ့နီလန်းတွေတာဝရီခဲအမှတ်3တန်ရင်ကဒီကနေ့အော်တိုဘလ17ရက်နေ့မှာမျှဝေလာပါတယ် စက်တက်လီလီတွေကိုတုံ့ပြန်တိုက်ခတ်နိုင်တဲ့လက်နက်အင်အားအားနည်းတဲ့အညာဒေသမန္တလေးပဲခူးစကိုင်းနဲ့မကွေးတိုင်းတွေကပြည်သူတွေကိုပြစ်မှတ်ထားတိုက်ခတ်နေတဲ့အတွက်အခုလိုမျှဝေလိုက်တာလည်းဖြစ်ပါတယ်စက်တက်လီလီပါရာမော်တာဆိုတာလီလီနဲ့ဆက်အင်ဂျင်ကိုပေါင်းစပ်ပြီးရွေးရှားပြန်တန်းနိုင်အောင်ပြုလုပ်ထားတဲ့ယာဉ်မျိုးစားဖြစ်ပြီးအလွယ်တကူစီးနှင်းပြန်တန်းနိုင်တဲ့အပြင်အချိန်နှိုင်းငယ်အတွင်းလေ့ကျင့်သင်ကြားနိုင်တဲ့ဆိုတဲ့အားသာချက်တွေရှိတယ်လို့သိရပါတယ် ဆက်တက်လေဒီတဲ့ပုံတံဟာအဝေးကကြည့်ရင်ရိုးရိုးလေဒီနဲ့ဆင်တူပြီးစီးနင်းသူရဲ့ကြောကုန်းမှာကြောဘုတ်အိတ်ပုံစံဆက်အင်ဂျင်တက်ဆင်ထားပေမဲ့ဆက်တက်လေဒီဟာပင်လယ်ရင်မြစ်တစ်ပင်အထက်အမြင့်ပေ18000အထိပြန်ဆန်းနိုင်တယ်လို့မြန်နှုံးအားဖြင့်တနအိမ်မိုင်60နီးပါးအထိပြန်ဆန်းနိုင်တာကြောင့်မျောလင်းမထားတဲ့နေရာတွေကနေရုတ်တရက်ပေါ်ထွက်လာပြီးတိုက်ခိုက်နိုင်တယ်လို့သတိပေးထားပါတယ်။လေဒီရွယ်စားပေါ်မူတည်ပြီး240 kg အထိတည်ဆောင်နိုင်တာကြောင့်လက်ပြဘုံငယ်တွေနဲ့မဟုတ်ပဲအမြောက်ဆန်တွေအထိတည်ဆောင်နိုင်ပြီး ကျေးရွာတွေလူထူတတ်တဲ့နေရာတွေနဲ့စစ်ရေးအခြေစိုက်စခန်းတွေကိုဥတီတိုက်ခိုက်နေတာကြောင့်အဲ့ဒီလိုနေရာတွေကိုသတိပြုရှောင်ရှားဖို့အရသာပြည်သူတွေကိုအသိပေးထားပါတယ်။စက်တက်လီဒီရဲ့အင်ဂျင်တန်ဟာကျေလောင်လာကြောင်းမြင်နိုင်တဲ့အကွာအဝေးမရောက်ခင်မှာပဲစက်တန်ကိုသတိထားမိနိုင်တဲ့အတွက်အင်ဂျင်စက်တန်ပန်ကတလက်လေတန်ကြားရင်ဒါမှမဟုတ်အနေရရှိတဲ့သတိပေးချက်ရရင်ချက်ချင်းအခိုင်မာတိဆောက်ထားတဲ့ဘုံကိုချင်းနဲ့ပုံကိုနေထိုင်ကြဖို့တာဝရီခဲအမှတ်၃တန်ရင်းကသတိပေးထားတာပါ။စက်တက်လီဒီတွေဟာ တနအီကိုမိုင်60နီးပါးအထိမြန်ဆန်လာကြောင်းထင်မှတ်မထားတဲ့နေရာတွေကိုရုတ်တရက်အလင်းမြန်တက်ခိုက်လာနိုင်တာကြောင့်မိမိတို့နေထိုင်ရာပတ်ဝန်းကျင်နီးနားမှာပြန်တန်းနေရင်ထွက်ကြည့်တာစူးစမ်းလာတယ်မလို့ဖို့ကိုလည်းတိုက်တွန်းထားပါတယ်။အာနာသိန်းစေအုပ်စုဟာ2024ခုနှစ်ကွန်ပိုင်းကစပြီးမြန်မာနိုင်ငံနေရာအနှက်ပါရာမော်တာစက်တပ်လေးလေးတွေတုံးပြပြီးဘုံကျဲတက်ခိုက်တာတွေပြုလုပ်နေတယ်လို့စစ်ရေးသတင်းမှတ်တမ်းတွေအရသိရပါတယ်ခင်ဗျာ။အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းတောက်ကိုခန့်ကပေးပို့ထားတာ ဖြစ်ပါတယ်ခင်ဗျာ။